ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးမှာမျှဝေပေးချင်တာကတော့ဗုဒ္ဓမြတ်စွာနဲ့ပတ်သက်ပြီးတော့အန်ဒီရေပြုလို့မရတဲ့အချက်လေးချက်ကိုကျွန်မမျှဝေပေးချင်ပါတယ်နမတ်၁ကကြာလို့ရှိရင်ဗုဒ္ဓမြတ်စွာရဲ့တက်တော်ပေါ့နော်အတက်အန်ဒီကိုဘေလူဘေနတ်ဘေတရဝါကမှအယံမူလို့မရပါဘူးနမတ်၂ကကြာလို့ရှိရင်မြတ်စွာဘုရားစီကိုလှူဖို့ယူလာတဲ့ပစ္စည်းတွေကိုဘယ်သူကမှမလှူရအောင် တာမြင်ပိုက်ပင်ခွင့်မရှိပါဘူးနံပါတ်3နံပါတ်3ကဘာလဲဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ညံပေါ့နော်ညံတို့ဒိုက်ပါဆက်ခုညံတို့ကြည့်ရှင်လို့ကြည့်ရင်အတိုင်းအဆမရှိအနန္တဆက်ကြဝလာအတိုင်းအဆမရှိပြည့်မြင်နိုင်တဲ့ညံတို့ညံတုံးတော့ဘယ်သူမှလုံးလို့မရပါဘူးနံပါတ်၄ကကြာလို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ရုပ်ဆင်းယူပကရံကိုတက်တယ်လှပါတဲ့ယောက်ျားမြတ်တို့ရဲ့လက္ခဏာတို့ကိုညှို့မှိန်သွားအောင်ဘေလူဘေနဘေတရဝါကမှလှုပ်လို့မရပါဘူး။ကဲဒီဗီဒီယိုလေးထဲမှာဗုဒ္ဓမြတ်စွာကိုအနိပြုလို့မရတဲ့လက္ခဏာတို့၄ပါးကိုကျွန်မမျှဝေပြလိုက်ပါတယ်။အလုံးပဲဘုဒ္ဓတအဖြစ်နဲ့ခြေပြတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ရှင်။